လက်ရှိဒီ Asia Group ကဥဆောင်နေတဲ့သူကကြတော့ဒီ Philippines ကဒီ 25k လောက်နဲ့ကိုဥဆောင်နေတယ်။ဒါဒုတိယလိုက်တာကကြတော့ဒီ Vietnam အလှမယ်ကကြတော့ 23k လောက်နဲ့သူကနောက်ကလိုက်နေတယ်။ဆိုတော့နှစ်ယောက်ကလုံးဝတိကျသွားပြီ Social Media Challenge မှာပေါ့နော် Top 2နှစ်ယောက်။မြန်မာအလှမယ်ကကြတော့ Top 4မှာဖြစ်နေတယ်။သူကလက်ရှိ 5.7k မြန်မာအလှမယ်ရဲ့ရှေ့မှာ Top 3ကိုရောက်နေတာကကြတော့ Indonesia အလှမယ်။ အာသူက 7.4k လောက်ရှိနေတကယ်တကယ်ဆိုလို့ရှိရင်အင်ဒိုနီးရှားလှမယ်ကသူက voting ဝယ်ထားတာဘာလဲဆိုလို့ရှိရင်မနေ့ကတင်တဲ့တီချာစီရဲ့ဗီဒီယိုမှာကြည့်ကြည့်လိုက် screenshot နဲ့အတိအကျကိုတက်တင်တဲ့ကိုရှိနေတယ်အင်ဒိုနီးရှားလှမယ်က 9k ကျော်တယ်မနေ့က voting ဟာဒါပေမဲ့ဒီနေ့ voting ကကြတော့ 7.4k ထိ2000ကျော်လောက်ထိကိုကျသွားပြီးရင်သူက share လည်းမမြအောင် share တာအသိမရှိဘူးဆိုတော့ Indonesia လှမယ်ကဗဟုတ်ရတာရမ်းသိချနေရယ်ဆိုတော့မြန်မာလှမယ်ကဒါ Indonesia လှမယ်ကိုဒါကြော်တက်နိုင်မယ်ဆိုလို့ရှိရင် top 3ဒီ first rounder ပထမ round မှာပြိုင်လာဆိုတော့ top 3 list ထဲကိုပါသွားပြီးတော့နောက်တစ်ဆင့်တက်မှာပေါ့နော်ဒီ social media challenge မှာဒီမနိုင်နိုင်ဘူးဆိုတာကတော့သိတယ်ဒါပေမဲ့လည်းကိုယ်လှမယ်ကိုဒီလိုမျိုးပေါ့နော်ဒီအော်တစ်ဆင့်တစ်ဆင့်ကိုအတက်နိုင်ဆုံးပေါ့နော် fan နေအနေနဲ့ကိုယ့်ရဲ့အင်အားနဲ့တက်နိုင်တဲ့အဆင့်ထိ တင်ပေးလိုက်တယ်အဲ့လိုမျိုးဆိုတဲ့ဟာမျိုးဆိုလို့ရှင်ဒါအာဒီကိုဖက်ကတာဝန်ကြီးတယ်ပေါ့အလှမင်းကလည်းသူလည်းတကယ်စူးစမ်းနေတဲ့အတွက်ကြောင့်ကိုအခုလိုမျိုးလုံဆုံနေရတာဖြစ်တယ်ပေါ့နော်